ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာကြီးတန် channel လေးကနေစေဝင်သားပွဲထူကြဆန်းခြင်းပြည်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမှာကတော့2008ခုနှစ်နာခေမုံတိုင်းအတွင်းမှာပရဟိတနတ်သားတပါးလို့အမည်ရတဲ့စေဝင်သားပွဲထူကြဆန်းခြင်းပြည်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အပေးကြပါအောင်ခင်ဗျာ 2008ခုနှစ်နာဂေမိုတိုင်းအတွင်းမှ ပရာဟိတနတ်သားတစ်ပါး2008ခုနှစ်မေလ2ရက်နေ့တနားရင်မိုင်၁50နှုန်းနဲ့တိုက်ခတ်လာတဲ့နာဂေမိုတိုင်းရဲ့တန်းကြောင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းမှရှိတဲ့ဒေဒီယင်လက်ပွတ်တောင်ဖျာပုံကျိတ်လက်စတဲ့မြေဝကျွန်းပေါ်မှာပြည်သူခံမှန်းကြီးတသိန်းခွဲလောက်ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ တချို့မိသားစုဝင်တွေရှင်ကွဲကွဲပြီးတချို့တွေကတေကွဲကွဲကြရတယ်တချို့မိသားစုတခုလုံးအသက်ဆုံးရှုံးရတယ်အသက်ရှင်ကျန်ရခဲ့သူအလုံးလည်းနေစရာနေရာမဲ့ပြီးစားရမဲ့တောင်းရမဲ့နဲ့နောက်ဆုံးမှာတော့ဒုက္ခတဲ့စကံတည်းတည်းကိုခလုံးကြရတဲ့အထိရှင်နှစ်ဘွေရာဖြစ်ဆိုးကြီးတခု ဖြစ်ခဲ့ရပါတယ်နာဂင်မုံတိုင်းတံကိုဧရာဝတီတိုင်းဒေသကြီးမြဝကျွန်းပေါ်နဲ့ရန်ကုန်ကတော့ပို့ပြီးတော့စွတ်စွတ်ရွရွခန်းစားခဲ့ရပါတယ် မြမရဲ့သမိုင်းမှာမဆိုးထားနဲ့ကမ္ဘာမိုးလီဝဒသမိုင်းမှာတော့နှစ်တရာမှာတော့တခါသာကြုံတွေ့ရခဲ့တဲ့မုန်တိုင်းမျိုးဖြစ်တယ်လို့စာရီထဲမှာအဆိုရှိခဲ့ပါတယ်။အဒီနာဂေမုန်တိုင်းတိုက်ခတ်နေတဲ့အချိန်တွင် လူသူအသိနည်းတဲ့မထင်မရှားဖြစ်ရလေးတခုရှိခဲ့ပါတယ်။စာရီသူအနေနဲ့အဒီဖြစ်ရကို တိတိကျကျဖော်ပြပေးခြင်းမတော်လဲ။ကာယကံရှင်ရဲ့ဆန္ဒအရနာမည်နဲ့နေရာတွေကိုဖော်ပြခွင့်မရခဲ့ပါ။သို့ပါသောကြောင့်ဟောပါတိုင်း အဆင်ပြေသလိုရေးသားတင်ဆက်လိုက်ရပါတယ်။မြမရေဒီယိုနဲ့ရုံမြင်သံကြားကနေပြီးမုံတိုင်းအထူးသတင်းတရက်ကိုအဆက်မပြတ်တတိပေးကြေညာနေပါတယ်။ဒုံမုံတိုင်းကြီးရဲ့နာမည်ကတော့နာခေ။နာခေမုံတိုင်းမြမနိုင်ငံအတွင်းကိုမကြမီဖြစ်ကျော်ဝင်ရောက်လာမယ်ဆိုတဲ့သတင်းကိုကြားပြီးကြတဲ့ကောင်ကိုအောင်ဘုံကန်တယောက်အလုပ်ထဲမှာအာရုံမရှိတော့ရန်ကုန်မှာကြံခဲ့တဲ့အဖေနဲ့မိတို့ဆိုရင်စိတ်တွေမြင့်တက်လာပါတယ်။ ူကလက်ရှိ AOD တိုင်းဒေသကြီးရဲ့မြို့တစ်မြို့ကအစိုးရဌာနတစ်ခုမှတာဝန်ထမ်းဆောင်နေတဲ့အရာရှိပေါ့စားတယောက်ဖြစ်ပါတယ်။အခုလိုချင်းခါမျိုးမှမိဘနှစ်ပါးကိုစိတ်ပူပြီးရန်ကုန်ကိုပြန်ကြည့်ပေးမယ်လေ။ဘယ်လိုပုံစံမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ရမယ်မှမသိသေးတဲ့နာဂင်မုံတိုင်းတန်ကိုလက်အောင်ငယ်သားတွေနဲ့တူကြံကြံခိုင်းရင်ဆိုင်ပြီးဌာနတစ်ခုလုံးကို ထိမ့်သိမ့်ဆောက်ရှောက်ရမယ်တာဝန်ကရှိနေပြန်ပါသေးတယ်။အခုလိုရေးကြုံလာမယ့်အချိန်မျိုးမှာ လက်အောင်ငယ်သားတွေကိုဥစည်းဥဆောင်နဲ့ထင်းထင်းညွှန်ကြားမှုမပြုလုပ်နိုင်ခဲ့ဘူးဆိုရင်ဌာနတစ်ခုလုံးဖျို့ပြဲဖြစ်ဖို့သာအကြောင်းဖန်လာတော့မယ်ဒီတုန်းကရန်ကုန်မှာကျန်ခဲ့တဲ့မိဘနှစ်ပါးကို စိတ်ပူမိသားကတစ်ကြောင်းဌာနကလက်အောင်ငယ်သားတွေအတွက်စိုးရိမ်မိသားကတစ်မျိုးနဲ့ရန်ကုန်ပြန်ဖို့မပြန်ဖို့ဝေခွဲမရဖြစ်နေတော့မှအထက်မှာအရာရှိသူရုံးငန်းထဲကိုဝင်လာပြီးတော့ကိုအောင်မုတ်ကံကံမြအခုချက်ချင်း အရေးကြီးစာရွက်စာတမ်းတွေကိုယူပြီးတော့ရန်ကုန်ရုံးချုပ်ကိုအရောက်တော့ပို့ရမယ်။ပို့ရမယ်စာရွက်စာတမ်းတွေအလုံးချိတ်ပေးပြီးတန်တစ်သားတွေမှာတောက်ခတ်ထားတယ်။စီစဉ်ချင်းသိမ့်မရလို့ခင်ဗျားရဲ့ကားနဲ့ပဲအခုချက်ချင်းရန်ကုန်ကိုသွားပါ။ကားအတွက်လိုအပ်တဲ့စီကိုတော့ကိုတော်မှာဖြည့်သွားပါဗျာ။ဒီအကိစ္စတွေကိုကျွန်တော်ပဲဆက်ပြီးတော့တာဝန်ယူလိုက်ပါမယ်။ဆိုပြီးပြောလာတော့ကိုအောင်ဘုံကန်ကချက်ချင်းပဲစာရွက်စာတမ်းတွေထည့်ထားတဲ့တစ်တာကိုသူ့ရဲ့စူပါကားစတန်မျိုးဆောင်ကိုပိုင်ကားပေါ်ကိုတင်ပြီးတော့ ူနီဖောင်းဝင်းနဲ့တော့ရန်ကုန်ကိုမောင်းထွက်လာခဲ့ပါတယ်။ဘိုးကတဲကြီးမဲကြီးယူနေပြီးအချိန်ကလုံးဝမယုံ။ကိုအောင်ဘုန်းကန်ရဲ့စိတ်ထဲမှာတော့နာဂေမော်တိုင်းတိုက်ခတ်လာတဲ့အခါမှာနှစ်ယောက်တည်းအောင်ငင်းနေမိမိခင်နဲ့ဖောင်းကင်တို့ရဲ့မျက်နှာကိုတော့ပြေးပြီးတော့မြင်နေပါတယ်။ဌာနမှာကြံခဲ့တဲ့လောက်ဖောက်ကိုင်းဘက်နဲ့တပည့်တွေကိုတော့အထက်မှာရရှိကိုတိုင်းစီစဉ်ကြည့်ချက်ပေးမှဖြစ်လို့သူ့အနေနဲ့နည်းနည်းတော့စိတ်အေးရပါတယ်။ဒီလိုနဲ့ကောင်းမောင်းထွက်လာရင်က လက်ခီ၃ချိုးတချိုးလောက်အရောက်မှာပိုက်စာလာတော့မှပတ်စံပါမပါသတိရပြီးတော့အင်ဂျင်ဧကထဲကိုလက်နိုင်ကြည့်တဲ့ခါမှာပိုက်စံ6000နဲ့ဝင်ထက်ကတခုသာပါလာပါတယ်အဲ့ဒီပိုက်စံနဲ့အဖေနဲ့မိတို့အိမ်မြက်လက်ဆောင်မုံနေနေနဲ့မပြောသေးနဲ့ဖီးလမ်းမအစားပြေစားဖို့မုံချောက်နေနေပပနဲ့ရေတံဘူးနှစ်ဘူးဝင်ပြီးတော့ဝယ်ပါတယ်မိုးကလည်းအခုချိန်ထိသေးကြီးမကြီးရွာနေတော့ဒီချိန်မှာပဲနာခဲ့မလာခင်ရန်ကုန်ကိုအမိရောက်ဖို့က အရေးကြီးနေတဲ့အတွက်ကိုအောင်ဖုန်းကန်ကမိုးတက်နေတဲ့ကြားထဲကစက်ကိုအရှိန်မြင့်ပြီးတော့မောင်းနှင်လာခဲ့တယ်။တော်လန်ကီတဝက်မရောက်ခင်မှာမိုးနဲ့တူနောက်ခင်မိုးနှင်ကြီးကတော့အစာပြုတ်ပြီးတိုက်ခတ်လာနေပါပြီ။အချိန်အဖြစ်မောင်းစာပြုတ်နေချင်းကိုအောင်ဖုန်းကန်ကကားကိုအရှိန်လျှော့ပြီးဖြည်းဖြည်းချင်းမောင်းပြီးဘေးပဝင်းရှင်ကိုအခက်ခက်ကြီးမိလိုက်တဲ့အချိန်မှာတချို့အစ်ပင်ကြီးတွေအကင်ခတ်တွေကျိုးနေတာကို ကာမီယွန်အုပ်မှာမြင်တွေ့နေရပါတယ်။ တစ်ချက်တစ်ချက်တိုက်ခဲလာတဲ့လေတိုက်နှုံးကလည်းကားကိုဆွဲခါပြီးလမ်းဘေးကိုတွန်းပို့နေတယ်လို့ဖြစ်နေတာကြောင့်တတိကြီးစွာမောင်းနေရင်းနဲ့လမ်းခရီးတစ်ဝက်လောက်ရောက်လာတဲ့အချိန်မှာကိုကိုပင်ကြီးတပင်ကအမြင့်ကနေကျွတ်ထွက်ပြီးကားလမ်းမပေါ်ကိုကန့်လန့်ပြက်လေ့ကျနေပါတယ်ဘယ်လိုမှကိုယ်ဝိုက်ပြီးရှောင်းကွင်းသွားလို့လည်းမရတော့လမ်းဘေးရဲ့တစ်ဖက်တစ်ချက်မှာကလေကွင်းတွေအလုံးရေပြင်တိလွှမ်းခြုံနေကြပါပြီကားကိုလေ့ကျနေတဲ့တပင်နားထိကတ်သွားပြီး အဲ့ဒီတပင်ကိုအကောက်ဝဲယူကောင်းကလမပေါ်ကလပြအနေထားတိုင်းကောက်ကိုထိုးရထားလိုက်ပါတယ်တစ်ဖက်ကတပင်ကောက်ဝဲရှိနေပြီးတခြားတစ်ဖက်ကတော့နည်းနည်းသတိထားမယ်အနေထားကိုအောင်ဘုန်းကန်ကကောက်ကိုမှန်နေသေးချလုံအောင်ပိတ်ပြီးကာရကကိုလောချကတက်သည်မြတ်မှတ်သည်မြတ်ဖရာကုံတော်တွေကို ထက်ခါထက်ခါရွပွားနေမိပါတယ်လေးတိုင်နှုံးကလည်းပို့ပြီးတော့အကောင်လာပြီးရထားတဲ့ကောက်ကတော့ဘေးတိုင်အနေထားနဲ့တွင်းထုံနေပါတယ် တော်ပါသေးတယ်။လက်ကြနေတဲ့တပင်ကိုအမိပြုပြီးပေကျင်းရှင်ရထားမိတာကြောင့်တော့ဒီလိုလေးတိုင်းနှုံးမျိုးနဲ့ဆိုရင်တော့အေယောင်လေးတိုင်းဒေသကြီးနဲ့ရန်ကုန်တို့မျိုးလုံးကိုနာဂေမိုးတိုင်းကြီးကစိတ်တိုင်းကြောင့်ခြေလေးခွင့်ရသွားပြီဆိုပြီးကိုအောင်ဘုန်းကန်တယောက်တွေ့တော်နေမိပါတယ်။အဖေနဲ့မိတို့ကစူတောင်ပေယုံကလွဲလို့ဘာမှမတနိုင်တော့ယခုလက်ရှိအချိန်မှာကာဘောမှာပါလာတဲ့ဌာနပိုင်းရေးကြီးဆိုင်ရွက်ဆိုင်တန်းတွေကိုမပြည့်စုံမပြောင်းပြောင်းအောင် ထိမ့်သိမ့်ဆောက်ရှောက်မဲ့တာဝန်ကရှင်းနေပြပါတယ်ဒီလိုနဲ့ကားပေါ်မှာပဲအဲ့ဒီညကတညလုံးအချိန်နေကုန်စီခဲ့ပြီးတော့မနဲ့မိုးလင်းလို့ပဝင်းချင်းကိုအကူညီလေးများရလို့ရညောင်းအခက်ခက်ကြီးတိုင်းပြီးတဲ့အချိန်မှာတော့ကလန်ပေးရဲ့နံပါတ်စလုံးမှာရှိတဲ့လက်ကွင်းပြင်းနေအလုံးရည်ရည်ဖွဲ့ဖွဲ့လုံနေပါတယ်တချို့စဘာပင်တွေကလေဝိတ်မှာပေါ်လာလိုက်ရည်တဲ့ကိုမြုပ်သွားလိုက်တဲအင်ငယ်လေးတွေကလည်းခုနတစ်လုံးတိနာတစ်လုံးတချို့တဲအင်ငယ်လေးတွေပြိုကျပြီးတော့ ရေပေါ်မှာပေါ်ပြီးလေတက်ရာကိုရွှေမြောနေကြပါတယ်မပြိုသေးတဲ့တိမ်အင်းလေးတွေကြပြန်တော့လေအမိုးတွေမရှိကြတော့တချို့တိမ်အင်းလေးတွေကြပြန်တော့အကာတွေကမရှိပြန်အဲ့ဒီတိမ်အင်းတိုင်းလိုလိုမောင်းလူနှစ်ယောက်သုံးယောက်လောက်တော့ရှိကြပါတယ်ခမောင်လေးတွေကိုလွတ်မတော်အောင်လက်လေးနဲ့ကမ်းပြီးတော့စောင်းထားတဲ့သူကစောင်းပလတ်စတစ်မိုးကလေးတွေကိုခြုံပတ်ထားတဲ့သူကခြုံပြီးဘယ်ချင်းသူတို့ရဲ့တိမ်အင်းပြိုကြမလဲဆိုပြီးဝရိယရှိရှိနဲ့စိုးရင်စွာ ဆောင်နေကြတဲ့သူတွေပါပြည်စီရနေရာကမရှိသူတို့ကိုမကဲနိုင် ကိုယ့်ကိုယ်လည်းသူတို့ကမကဲနိုင်တဲ့အခြေအနေမျိုးပါခလန်လန်ဒီနေရာကိုလှမ်းပြီးတော့ကြည့်လိုက်ပြီးတဲ့အချိန်မှာတော့တိန်ငယ်လေးတစ်လုံးဟာလေတက်ရဘက်ကိုရင်ထူဆောင်နေပြီးတော့ပြိုကျတော့မယ့်အနေထားကို ရောက်ရှိနေပါတယ်အဲ့ဒီတိန်အိန္ဒိယအောင်မတော့ခုနှစ်နှစ်ရှစ်နှစ်ရွယ်ကလေးမလေးတစ်ယောက်နဲ့၅နှစ်၆နှစ်ရွယ်ခြေတလေးတစ်ယောက်တို့ဟာစောင့်နေတဲ့ ရန်နေနဲ့တင်းရဲ့အောက်ခြေတန်းလေးနှစ်တိုင်းကိုတယောက်တစ်ဖက်စီဖက်ပြီးတော့ရက်နေကြပါလိမ့်သူတို့ရဲ့တဲအင်းလေးပြိုကြပြီးရည်စင်ပြောတော်မှာကိုဆိုရင်းတဲ့တူအဲ့ဒီတဲအင်းရဲ့တိုင်ခြေလေးတွေကိုတင်းကျက်စွာဖတ်တွေ့တာဟန်တူပါလိမ့်ကိုအောင်ဘုံကတယောက်အဲ့ဒီမြေဝင်းကိုကြည့်ပြီးဘယ်လို့မှမခံစားနိုင်တော့ယူနီဖောင်းအင်ဂျီကိုချွေပေါမရှိကိုတူတီခေါပြီးကာဘောကဆင်းကကြိုးကြနေတဲ့ကိုကိုပင်ကတကန်းတစ်ခုကိုချိုးယူပြီး လင်ကွင်းထဲကိုဆင်းသွားခဲ့ပါတယ်။အဲ့ဒီတင်ကိုင်းလေးနဲ့ရေမြုပ်နေတဲ့လင်ကွင်းထဲမှာမြေကန် လမ်းလျှောက်တလို့ကိုနာကိုဆမ်းပြီးတလန်တူလိုက်ဒီနောက်ကိုထောက်လိုက်တလန်ယူလိုက်နဲ့လေတံမိုးတံလေးရှားထဲမှာဒုကလေးနှစ်ယောက်ရှိတဲ့တိန်လေးစီကိုအရောက်သွားနေပါတယ်။တစ်ချက်တစ်ချက်လေဝင်းပေါင်းပြည့်လဲလိုက် ကုန်ထားလိုက်နေပေါ့။ရန်ကုန်သားကိုအောင်ဘုန်းကတယောက်တီကောင်တို့ပွဲတွေကိုလက်နဲ့တော့မထီမတူရတဲ့သူပေါ့။ဒီလိုအချိန်မျိုးမှာတော့မျော်ပဲကက်ကက် မွေပဲပပကယူမဆိုင်အားတော့ပါဒုကလေးနှစ်ယောက်ကို သူ့ရဲ့ကားပေါ်ကို ပို့ပြီးဖို့ပို့ပြီးတော့အရေးကြီးနေပါတယ်ဒါနဲ့ပဲတင်းရင်လေးစီကိုရောက်ပြီးတော့ငါးနှစ်၆နှစ်ရွယ်ခြေလေးလေးကိုပွေ့ချင်မလို့လောက်တဲ့အချိန်မှာတော့တော့ကမခေါ်ပါနဲ့ဥယေအပေါ်မှာရှိတဲ့တာရဲ့ဖောပွားကိုသာဝတ်ခေါ်ပြီးပါတို့ကဲ့သို့ဆက်ကြီးတင်ငင်းနဲ့ငိုပြီးတော့ပြောတယ်တပန်ဟိုဘက်က9နှစ်8နှစ်ရွယ်ကောင်မလေးဘက်ကိုလှမ်းပြီးတော့ကြည်လိုက်ပြန်တော့လဲ ဟုတ်ပါတယ်ဦးရဲ့သမီးတို့မောင်နှမနှစ်ယောက်ကိုထားခဲ့ပါတေးဘဝသမီးရဲ့ဖဖကိုတော့ခေါ်သွားပေးပါတို့ကဲ့သို့ငိုရှိုက်တဲ့နေနဲ့ပျော်လာပါတယ်တို့ကလေးနှစ်ယောက်ရဲ့မျက်နှာလေးကိုကြည့်ရတော့ပေရှင်ကလေးကငိုရှိုက်နေမှမသိတော့အောင်ကိုပြန်ပန်းဝင်နေပြီးတော့တကုတ်လုံးလေးတဆက်ဆက်တုံနေပါပြီအဲ့ဒီကလေးနှစ်ယောက်ရဲ့အဖြစ်ကိုကြည့်ပြီးကိုအောင်ဖုံးကန်တယောက်မျက်ရည်တွေပိုးပေါက်ပေါက်ကျနေတာကိုတော့မိုးနဲ့မျက်ရည်ရောနေတာကြောင့်ထုတ်ကလေးနှစ်ယောက် လုံးဝတွေ့မှာမထင်ပါသူတဲဘော်ကိုလှမ်းပြီးကြည့်လိုက်တော့တဲကစောင်းပြီးတော့နှိမ့်ကြနေပါလေအဲ့ဒီနှိမ့်ကြနေတဲ့တောင်းတောင်းပေါင်းမိုးရီလေးဆိုပြီးခွေခွေလေးအိတ်နေတဲ့အမေအိုကြီးကိုတွေ့လိုက်ရပါလေအဲ့ဒီမေအိုကြီးကိုညင်သာစွာပွေ့ချပြီးတဲဘော်မှတတိထားပြီးတော့ဆင်းလာကကလေးနှစ်ယောက်ကိုတော့ခါမပက်ထားတဲ့ဘောင်းမီခပတ်ကိုကင်စီပြီးနောက်ကနေတွေ့ခေါ်လာခဲ့ပါလေလေခွင့်ပြင်းတစ်ခုလုံးရေတရမြုပ်နေတော့ ခြေတော်နဲ့ဆန်းရင်သွားတဲ့ခါမှာမကြခဏချေချောပြီးတော့လေးရောက်တော့လေကွင်းနဲ့ပြည့်ပြည့်ပြီးတော့လဲကြွားတယ်။ဒီလိုနဲ့ပဲလေတံမိုးတံကြောက်ကနေလေကွင်းကိုဖျက်ကျော်ကကားရှိရကို ရောက်ရှိလာခဲ့ပါတယ်။ကာဘော်ကိုရောက်တော့အမေအိုကြီးရဲ့စုံနေတဲ့အင်ဂျီကိုချွတ်ပြီးကိုအောင်ဘုံကန်ကကာဘော်မှာချွတ်ထားခဲ့တဲ့သူ့ရဲ့ယူနီဖောင်းအင်ဂျီကိုနည်းနည်းထွတ်ထွေးဝတ်ပေးစီပါတယ်။ခဏကြာမှတော့ကလေးနှစ်ယောက်လည်းလူရောစိတ်ပေါင်း အရန်ကိုပြင်ပန်းသွားပုံရပါတယ်။ကားပေါ်မှာပဲစိတ်ချလက်ချနဲ့အိပ်ပျော်သွားကြတယ်။အမေဦးကြီးကိုလမ်းပြကြည့်လိုက်တော့မျက်လုံးမဖွင့်ပဲပါဇက်ကလေးလှုပ်ပြီးတော့ဂုံတော်တစ်ခုခုကိုရွပွားနေဟန်တူပါတယ်။ကိုအောင်ဘုတ်ကန်တယောက်အမေဦးကြီးကိုစိုက်ကြည့်နေရင်းနဲ့ရန်ကုန်ကမိဘနှစ်ပါးရဲ့မျက်နှာတွေကိုမြင်ရောက်နေမိပါတယ်။ဒီလုံနဲ့နာခင်မုံတိုင်းရဲ့ရက်ဆက်မှုကြောင့်လက်ဝင်းထဲမှာရှိကြတဲ့တိန်တချို့အိန်းတွေက ရေပေါ်မှာ အလုံးလိုက်မျောပါကုန်ပါတယ်တချို့တဲတွေကဒဇစီလွင့်ဆင်ပြီးတော့ပြုတ်ထွက်ကုန်တယ်အဲ့ဒီတဲအိမ်ဒီပေါ်မှာနေကြတဲ့လူတွေအလုံးခုတ်ကိုရမဲ့ပြီးတော့နောက်ဆုံးမှာတော့ကိုအောင်ဘုန်းကန့်ရဲ့ကားရှိရာကို စုယုံရောက်ရှိလာကြပါတယ်တချို့လည်းတကြည်ရွယ်ဝရင်းတချို့ကလို့စုပ်ကလေးနဲ့မိခင်နေလူကြီးလူလက်လူငယ်လူရွယ်ယောက်ျားမိန်းမကလေးအစုံပါပဲသူတို့အားလုံးရဲ့မျက်နှာတွေပေါ်မှာစိုးရင်ထိတ်လန့်မှုတွေအပြည့်နဲ့ မိုးလေလေထဲမှာအားကိုးရှာနေကြရတဲ့သူတွေပါတိုးတိုးလေးထိုးသူတွေထဲမှာ လူဆိုးပါမှမသိလူကောင်းပါမှမသိကားထဲမှာကဌာနပိုင်းနဲ့ရေကြီးဆော်ရဆရန်တွေကပါနေတော့ထိုးလူတွေကို တကောက်ဖွင့်ပေးဖို့မပေးဖို့စဉ်းစားရခံနေပါတယ်နောက်ဆုံးမှာတော့ကိုအောင်ဘုန်းကန်မနေတာတော့ကားထဲမှာထွက်ပြီးတကြီးရွယ်ဦးတွေမိန်းကလေးတွေနှိုးစုပ်ကလေးနဲ့မိခင်တွေကိုကားပေါ်ကို တက်ခွင့်ပေးလိုက်ပါတယ်ကားတစ်စီးလုံး လူတွေပြေးသွားပြီ။ကိုကဘုန်းကရဲ့ကားမှာစူပါကာစတန်မှန်လုံစေကန်ကားဖြစ်တာကြောင့်ပုံမှန်ဆိုရင် လူ9ယောက်10ယောက်လောက်တက်တောက်တက်တာစီနိုင်ပါလေ။ယခုတော့16ယောက်19ယောက်လောက်ကားပေါ်မှာပြည့်ကျနေပါလေ။ကြကြညက်ညက်နေကြရပေမဲ့မိုးလုံးလေလုံးဖြစ်တာကြောင့်တော်ပါသေးတယ်။ကားရဲ့အပြင်မှာတော့ကိုအောင်ဘုန်းကံပါဝင်ယောက်ျားသား15ယောက်လောက်ကျန်နေပါသေးတယ်။ထို့သူတွေအားလုံးကိုလေကျန်နေတဲ့တပင်းနဲ့ ရက်ထားတဲ့ကားကြားထဲမှာ စနစ်တကျနေရာချထားပေးလိုက်ပါတယ်။တစ်ပင်နဲ့ကားရဲ့အကားခွဲကြောင့်ကားရဲ့ပြင်ကလူတွေအလုံးလေးတဲ့မိုးတဲ့မှာနေရပေမဲ့လေးတဲ့တော့အနှင်းငယ်တက်တာသွားကြပါတယ်။ကားဘောကလူတွေအလုံးလည်းအခုမှပဲစိတ်သက်သာရရသွားကြတယ်။ကိုအောင်ဘုကဟာမိုးတဲ့လေးတဲ့မှာအပေါ်အင်းကြီးမပါပဲလေဘေးရေဘေးဒုက္ခတွေများကိုတဲတဲကြွကြွနဲ့ကူညီပေးနေပါတယ်။သို့တော့သူဟာ သူကသူချမ်းမမသိအေးမမသိနဲ့ပိတိဖြာနေပါလေသူရဲ့ဘဝမှာဒီလိုမျိုးဒုက္ခရောက်နေတဲ့လူတွေအများကြီးကိုအန်ဒီရဲ့ကြားရက်ကကုညီခွင့်ရတာဟာတော့ဟာပထမဆုံးအချိန်ပါပဲသူမှပါလာတဲ့ငပြောနေဖီမုံကြောက်ရေတံပူအဲ့ဒါတွေအားလုံးကိုမျက်မျက်တတနဲ့ဝင်းမြပေးလိုက်တယ်ထိုလူတွေစာတောင်းနေတော့ကိုကြည့်ပြီးတော့ဝန်တာအာရဖြစ်ကသူကသူဘိုက်စာလို့စာမမသိဒီကြတဲ့တိခိုက်ရှာနာ တန်ရာရလာတဲ့သူတွေကိုလဲကြနေတဲ့ကိုကိုပင်ကကိုကိုရွယ်အနုလေးတွေကိုခုပြီးသူကိုယ်တိုင်လက်နဲ့ကြိတ်နေလက်ညောင်းလာတဲ့ခါမှာပါဇက်ထဲကိုကြိတ်ဝါပြီးရလာတဲ့အကြီးတွေကိုတန်ရာတွေပေါ်ကိုတုတ်လင်းပြီးအရွက်တွေအုံပြီးနဲ့အလုံးပေါ်ကိုနှွေးနှွေးစွာဆက်ဆံပေးနေပါတယ်ခဏအတွင်းမှာပဲအဲ့ဒီလေဘေးဒုက္ခသည်များနဲ့ကိုအောင်ဘုန်းကန်းတို့ဆွေမျိုးရင်းချလို့ရင်းနှီးတော်ပါတယ်အလုံးကို အပိစကားတွေနှစ်သိစကားတွေပြောပေးတယ် ကိုအောင်ဘုန်းကန်ရဲ့လှုပ်ဆောင်ချက်တွေအပြည့်စကားတွေကြောင့်ရေဘေးလေဘေးဒုက္ခတွေတွေအလုံးစိုးရိမ်စိတ်တွေပြေပျောက်ကုန်ကြပါတယ်ဒီလိုနဲ့မိုးလဲစဲလေလဲညင်ပြီးအတော်လေးကြာတဲ့အချိန်မှာတော့ကေဇေးရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက်တပ်မတော်မှစစ်ကားများတန်းစီပြီးတော့ရောက်ရှိလာကြပါတယ်ကားပေါ်ပါလာတဲ့ရေဘော်တွေအလုံးလေဘေးရေဘေးဒုက္ခတွေကိုနှွေထွေးစွာနဲ့ချမ်းမာရေးဆောင်ရှောက်မှုတွေပေးကြပါတယ်ဤတန်ဖိုးများခောက်ဆွဲကြောင်များကို ညီတို့ညီမြခွဲဝေပေးတယ်။တချို့တမတော်သားတွေကြတော့လမ်းပေါ်မှာလဲကျနေတဲ့သစ်ပင်တွေကိုရှင်းလင်းပေးနေကြပါတယ်။သူတို့လည်းဒီနေရာကိုမရောက်ခင်လမ်းတစ်လျှောက်မှာတော်တော်လေးရှင်းခဲ့ကြဟန်တူပါတယ်။အားလုံးပြင်ပန်းနွမ်းနေနေကြတယ်။တော်တော်လေးမကြီးမညူပဲတော်ဝင်ကိုစီကိုထမ်းဆောင်နေကြပါတယ်။ကလန့်ပြက်လဲကျနေတဲ့သစ်ပင်ကိုကျိုးနေချပြီးတော့လမ်းမေးကိုရော့အောင်စစ်ကနဲ့ဆွဲချပြီးတော့ရှင်းလင်းနေ။လက်လုံးမှာအဲ့ဒီလေးပေးဒုက္ခတွေအားလုံး ကေဇေရေးစကန်းရှိရာကိုတမန်တော်သားများနဲ့တူလိုက်ပါသွားကြရပြီတော့မေကိုအောင်ဘုန်းကလည်းရန်ကုန်ကိုပြန်ရတော့မေလျှောက်ဝတီရောက်ဝန်းနေစွာနှုတ်ဆက်နေကြပါတယ်အမေအိုကြီးကတော့ကိုအောင်ဘုန်းကရဲ့ခါကိုဖက်ပြီးလူလေးရဲ့အခုလိုဒုက္ခရောက်နေတဲ့ချိန်မှာနတ်သားကြီးကမြောင်းမင်းကိုလူရောင်ဖန်ဆင်းပြီးငါတို့ရွာသူရွာသားတွေကိုကင်နေဖို့လွတ်လိုက်တာများလားကွယ်ငါသားကြီးဘုန်းကြီးတို့တက်ရှိပါစေကွယ်ဆိုပြီးတော့ ရှိုက်ခါရှိုက်ခါနဲ့ငိုကြွေးရင်းစုတွေတောင်းပေနေပါလေအမေအိုးရဲ့မြင်းနှစ်ယောက်မှလည်းကိုအောင်ဘုန်းကန်ရဲ့ဒူးနှစ်ဖက်ကိုတယောက်စီဖက်ပြီးငိုရှိုက်ကြကုန်နေတို့မြင်ကွင်းကိုကြည့်ပြီးရေဘေးလေဘေးဒုက္ခတွေအလုံးဖြစ်မစီနိုင်မျက်ရည်ပြန်ကြခဲ့ရပြီပေါ့ကိုအောင်ဘုန်းကန်ဟာသူ့ကိုဖက်တွေ့ပြီးငိုယိုနေကြတဲ့သူတွေကိုကြည့်ပြီးမျက်ရည်တွေလိမ့်စင်လာခဲ့တယ်တပန်လေကွင်းနဲ့မပြူပြတ်ပြီးတစားစီပြန်ကျဲနေတဲ့သူတို့ရဲ့တိမ်မျက်လေးတွေကိုကြည့်ပြီး ရှိုက်ခံငိုကြွေးနေကြပါတယ်။ကိုအောင်ဘုန်းကန်ကသူ့ရဲ့လက်ထက်မှာဝှက်ထားတဲ့ရွှေလက်ဆွေကိုချွတ်တယ်။လေပင်းကဆွေကျုပ်ကိုဖြုတ်တယ်။ပြီးတဲ့နောက်အမေဝကြီးရဲ့လက်ထက်ကိုထက်ပြီးအမေဒီပစ္စည်းတွေကိုတင်ထားလိုက်ပါ။နာခင်မော်တန်တန်ခံခဲ့ရတဲ့အမေတို့ရွာလေးတစ်ချိန်ချင်းပြန်လဲထူထောင်ရေးလုပ်လာတဲ့အခါကျရင်ဒီပစ္စည်းတွေကိုတူခွဲရောင်းချပြီးတော့ဒီလေပေးတဲ့ပြည်သူတွေအားလုံးကိုမျက်မျက်တက်တက်ခွဲဝေပေးလိုက်ပါ။တိုကဲတို့ပြောပြီးတော့ကိုအောင်ဘုန်းကန်က သူ့ရဲ့ကားရှိရာကိုထွက်လာခဲ့ပါတယ်။သူ့ရဲ့နောက်ကနေအားလုံးကငိုယိုပြီးတော့ဖက်တွေလိုက်လာကြပါတယ်။ထုံဖြစ်ပြက်ကိုဝိုင်းပြီးတော့ကြည့်နေကြတဲ့တမတော်သားတွေလည်းစိတ်မကောင်းဖြစ်ကြကုန်နေ။တိုးတိုးလေးရှေ့ဆက်ရမယ့်ခရီးကရှင်နေသေးတာကြောင့်အားလုံးကိုစစ်ကားဘော်ကိုတက်ရန်အတွက်နှစ်သိမ့်ဖြောင်းပြပေးထားကြောင်းစစ်ကားဘော်ကိုတက်ပြီးတန်းစီနေကြပါတယ်။ကိုအောင်ဘုံကလည်းမိမိရဲ့ကားရှိရာကိုတလန်းချင်းရှောက်လာနေစေမောင်းတမတော်သားပူကြည့်တူက ကိုအောင်ဘုန်းကရဲ့ပခုံးကိုဖတ်ပြီးကာရှီယာကိုလိုက်ဖို့ကောင်းအခုလိုစကားမျိုးပြောလာပါတယ်လက်နက်ကင်ပြီးတိုက်ပွဲဝင်မှတန်းပြည်ရဲ့တာဝန်ကိုထမ်းဆောင်တာမဟုတ်ပါဘူးဒုက္ခရောက်နေတဲ့ပြည်သူတွေကိုခမရအနေနဲ့အခုလိုတက်နိုင်တဲ့ဘက်ကကူညီခဲ့တာကလည်းတန်းပြည်အတွက်ဥဒ္ဓချက်တဲတဲ့ဝင်ပါဝင်ကူညီရရောက်ပါလေဗျာဒါကြောင့်ခမရရဲ့စိတ်ဓာတ်ကိုလေးစားတဲ့အနေနဲ့ဒီလက်ဆောင်လေးကိုတော့လက်ခံပေးပါဗျာဆိုပြီးတော့အဲ့ဒီစစ်ဘိုးလေးဟာ ူ့ရဲ့ခနာကုံမှာဝတ်ထားတဲ့စစ်ကြောကင်အင်ဂျီတစ်ကိုကိုအောင်ပုံကန့်ကိုနှွေးထွေးစွာဝတ်ဆင်စေခဲ့ပါတယ်။စစ်ကြောကင်ရဲ့နှွေးထွေးရဲ့အထီးတွေကိုခန်းစားလဲရတော့မှနာဂိမိုတိုင်းပြီးဆုံးသွားခြင်းထိအပေါ်အင်ဂျီမပါမန်းကိုအောင်ပုံကန့်တယောက်မိမိကိုယ်ကိုမိမိတတိထားလိုက်မိတယ်။စစ်ပေါ်လေးကိုကျေးဇူးတင်စွာနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်။တွန်တော်ကားဘောကိုတက်ခေါရေဘေးလေဘေးဒုက္ခသည်များနဲ့အပြန်နဲ့လက်ပြနှုတ်ဆက်ပြီးကြောက်ခိုင်းထွက်ခွာလာခဲ့ပါတယ်။ ကိုအောင်ဘုကဟာနာဂိမိုတိုင်းတိုက်ခိုက်နေခြင်းတွင် ပရာဟိတစိတ်ပြေဝနှင့်တပ်ဖက်သားကိုကူညီခဲ့တဲ့အကျိုးအကြောင်းတူသောအကျိုးပေးခြင်းကိုခံစားခဲ့ရပါတယ်။အဲ့ဒီအကျိုးခံစားခဲ့ရတာကတော့ကိုအောင်ဘုကရဲ့မိဘနှမနေထိုင်ရာအိမ်ဤဝင်းကျင်မှာနေအိမ်များပြိုကျပျက်စီးလို့လူများထိခိုက်ဒဏ်ရာရရှိခဲ့တော့လေ၎င်းရဲ့မိဘနှမနေထိုင်ရာသူမိုးပြင်းတောင်အိမ်လေးမှာတော့မိတို့မှ ထိခိုက်ပျက်စီးမှုမရှိခဲ့ပါဘူး။ ကိုအောင်ဘုံကရဲ့မိဘနှစ်ပါးမှလည်းရက်ွက်သူရက်ွက်သားများရဲ့ဖိမကွန်ကြီးစောင့်ရှောက်မှုကြောင့်မြစ်တီအန်ရည်နှင့်မှမကြုံတွေ့ကြရပါ။နာဂေမိုတိုင်းတွင်အရေးကြီးတဲ့ဆာရွက်စားတမ်းများကိုပျက်စီးဆုံးရှုံးမှုမရှိသေးပေ။အီယာဝတီတိုင်းဒေသကြီးရန်ကုန်ရုံးချုပ်ကိုတာဝန်ကြီးကြီးနဲ့ပို့ပေးနိုင်ခဲ့မှုကြောင့်ရာထူးတဆင့်တိုးမြင့်ပြီးရန်ကုန်မြို့ကိုပြောင်းရွှေ့ရပြီးမိဘနှစ်ပါးနဲ့အတူနေထိုင်ကောင်းလုပ်ငန်းတာဝန်များကိုထမ်းဆောင်ခွင့်ရရှိခဲ့ပါတယ်။ဆိုင်တူ ဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲထူးခြားဆန်းကျင်ပြည်အမန်ဇလန်ကောင်းလေးကိုဘာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပြင်နားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တော်ကိုဝါသနာပါပေးမယ်။စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြီးစံ channel လေးကနေထူးခြားဆန်းကျင်လိုဝါဆန်းကျင်နေတဲ့ရင်ဖို့ပရလောကကံမီယရမတန်မူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။